မှန်ပါတယ်မှန်ပါတယ်ကျွန်တော်လည်းသူကြိုက်လို့ရှိနေတာလေအကြံကျွန်တော်တငယ်ချင်းမှာထက်ရလဲကလေးရနေပြီကျွန်တော်တငယ်ချင်းတွေညီကိုတွေအကုန်လုံးကလေးရနေကြပြီကိုပဲကြံပါကိုပဲကြံပါကျွန်တော်ကျွန်တော်သူပြိဿတ်နေရာနေနေတာကျွန်တော်သူပြိဿတ်နေရာနေနေရင် အသက်ကိုဒီတိုင်းလေးပဲရှိနေစေချင်တယ် Yeah beautiful Yeah beautiful ဘလို့ပြောရမလဲကိုရဲ့ဟိုခါလိုက်တာလည်းကိုလည်းအသက်ရတခုရောက်လာတဲ့ခါကျတော့ခင်ဗျားကလေးလေးတွေအဲပြောမှာမိသားစုလေးတွေအဲ့လိုမျိုးရှိနေတော့ကိုလည်းအဲ့လိုပါအားချမိပြီးတော့မိမအေးရကြအောင်လုပ်ပြီးတော့အဲ့လိုမျိုးလေးပြောပြတာလည်းရှိပါတယ်ဒါပေမဲ့ဟိုလိုမျိုး မှဒါကိုရင်းနေတာပါပြီးလို့ရှိရင်တော့ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့လေ့လာဖို့တော့အများကြီးရှိပါတယ်ဒီကားပုံစံတော့လည်းကျွန်တော်တော်တော်စိတ်ဝင်စားတယ်ဗျပြီးတော့သူရဲ့ရှေ့က share နဲ့ media ကိုတော့တော်တော်သဘောကျတယ်မဲမဲကိုပူစားမှာပဲမမမင်းစိတ်ထားရတယ်ပဲအိမ်မှာရှိရမှာငါကအဆုံးပါမှန်ပါတယ်မှန်ပါတယ်ကျွန်တော်လည်းသူကြိုက်လို့ရှိနေတာလေအဲမတော့သွားတယ်အခုမှပြန်တော့မှမိမရဲ့ဒီမှာတော့ဒီလိုရှိသေးတယ်အဲ့ရရမရဲ့အဲလို့ပြောတာအားလည်းပေါ်ပြီးတော့မှပြလာပဲ ဟုတ်ကဲ့တို့အလုပ်ရှိတယ်လို့အလုပ်ရှိနေလို့အဲဝယ်ပေးပါတယ်ဒါမဲ့ကျွန်တော်လည်းတိတ်ပြီးမပူတာဖြစ်ပါမပူတာဖြစ်ပါလို့ဆိုတာတိတ်ပြီးလဲကျွန်တော်ဘာမှလည်းဖိတ်အားကြီးလိုတာမဟုတ်လीရှိုးဝဲသွားရင်ရှိုးဝဲဆိုတဲ့အဝယ်စားလောက်ပဲကျွန်တော်လည်းလိုအပ်တာဆိုတော့ဟုတ်ကဲ့ခဏနေညီမလေးရောက်လာတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဟိုဘာလို့အကောင်နေဖို့ကျန်နေပြီလဲဒီရွက်ချက်ကြီးဒီမင်းချက်ကြီးအဲအဲတပတ်တော့ရှိဟောနေပါတယ်ဟောနေပါတယ်ဟောတာတော့ဖောနေပါမနေ့ကတော့ရမ်းလိုက်တယ်နော်ဟုတ် ဟုတ်တယ်ဟုတ်ပါဘူးကျွန်တော်တငယ်ချင်းမှာထက်ရလဲကလေးရနေပြီကျွန်တော်တငယ်ချင်းတွေညီကိုတွေအကုန်လုံးကလေးရနေကြပြီကိုပဲကြံပါကိုပဲကြံပါအားကြနေလားအားကြအားလားကြပါလေကြတာပေါ့ဘယ်လိုပြောမလဲဟိုဟိုအိနာအောင်တဲ့လင်မယားဆိုတော့မျိုးမျိုးမျိုးရှိကြတာပေါ့လေကျွန်တော်တို့ကတော့ဟိုမှာကျွန်တော်တို့တွေကဟိုလုတ်တွေလည်းရှိကြတယ်ဟိုမှာပြီးရေးသွားမယ်ဆိုလင်မယားနောက်ကစိတ်တူကိုယ်တူ မှတကြီးသွားမယ်ဆိုထထွက်သွားခြင်းတာမျိုးပေါ့နော်ဒါပေမဲ့ဟိုရင်သွေးလေးရှိလာလို့ရှင်ဒီရင်သွေးကိုပြန်ငှက်ရမယ်ဘယ်မှာအလုံးစုံတိတ်သွားလို့မရတဲ့အနေအထားတွေရှိမှာဆိုတော့အားကြောင့်မလဲအယူဖြစ်သေးတာပါဗျာရှိလို့ရှင်ကျွန်တော်ကိုယ်တိုင်လည်းကြင်ညာပေးမှာပါမမိန်လည်းကြင်ညာပေးပါဟုတ်မေတော့လောက်ယူတော့ယူမှာပါကျွန်တော်ကျွန်တော်သူပြိသက်နေရနေနေတာကျွန်တော်သူပြိသက်နေရနေနေတသက်ကိုဒီတိုင်းလေးပဲရှိနေစေချင်တယ်ဒါသူပြိသက်နေရနေကျွန်တော်နေတာပဲဟုတ်ဘယ်လိုပြောရမလဲကိုယ့်ရဲ့ ဟာလေးတော့လည်းကိုလည်းအသက်ရတခုရောက်လာတဲ့ခါကျတော့အများကလေးလေးတွေအဲပြောလားမိသားစုလေးတွေအဲ့လိုမျိုးရှိနေတော့ကိုလည်းအဲ့လိုအားချမိပြီးတော့မိမအေးရကြအောင်မိုးခွင်းတော့အဲ့လိုမျိုးလေးပြောပြတာမျိုးရှိပါတယ်ဒါပေမဲ့ဟိုလိုမျိုး pressure ပေးတာမျိုးမရှိပါဘူး။ဒီအရလုံးကလေးချစ်တဲ့နေမှာပါပါတယ်ပါပါတယ်ဗျ။အာနောက်နောက်သချင်းလေးကတော့ကျွန်တော်ဒီကြားထဲမှာဟိုပရိသတ်ကကျွန်တော်သချင်းလေးထွက်လာလို့ရှင်ဟိုပေါ့ သူတို့အဲစိတ်တိုင်းမကြတာလေးလည်းရှိတယ်အရင်တော့လည်းပုံစံမျိုးလေးပြန်တောင်းတကြတဲ့ပြဿနာတွေလည်းရှိတယ်ဆိုတော့ကျွန်တော်ကကျွန်တော်ဆိုချင်တာလေးလည်းဆိုတယ်ပြီးရင်သူတို့ကြိုက်တဲ့ပုံစံမျိုးလေးသူတို့နားထောင်လို့ရမယ့်ပုံစံမျိုးလေးလည်း share ပေးတယ်ပေါ့အဲနောင်တလိုပုံစံမျိုးလေးလည်းနောက်တဲ့ပြဿနာကြိုက်နေတတ်မဲ့တခြားနေအများကြီးထပ်ထွက်လာအောင်အဲတပုတ်သေးဗျတပုတ်သေးအချင်းဆိုရဲတပုတ်သေးနောက်ထပ်အ tun နဲ့ဆိုထားတဲ့အတက်ကလေးလည်းထပ်ထွက်လာလို့ရှိပါသေးတယ်။ဘယ်ဘက်ကဘယ်လောက်ကျန်ရမလဲအချင်းတွေထပ်နေ။အာရှိတယ်အပုတ်20ကျော်လောက်ရှိရုံနဲ့။တက်တယ်ပဲဟုတ် င်းဒါကဟိုပြောမယ်ဆိုရင်အခုနောက်ပိုင်းဆိုဘိုးဘီးသတိထားတာဒါပညာပေးကားလို့ပြောလို့ရပါတယ်ဟိုခုနင်းပြောရင်ကိုယ်ဟောင်ပြူးနေတဲ့အရာကြီးရနေပြီးတော့နည်းနည်းလေးချော်တော့ငေါလိုက်တဲ့အချိန်မှာအရာအလုံးကကမောက်ကမတွေဖြစ်ကုန်တာအဲမလိုအပ်တဲ့ဟာတွေဝင်လာတာပေါ့အဲအဲ့ဒီလိုပညာပေးလေးပေါ့အဲ့တော့ကျွန်တော်ကျွန်တော်လည်းအကောင်းဆုံးတော့ကြိုးစားထားပါတယ်အဲ့တော့မုန်းမယ်ဆိုလည်းကျွန်တော်ရမ်းမုန်းမှန်းနဲ့ ဟုတ်ကဲ့ပါမျက်ကွယ်ရအောင်အားပေးနေကြတဲ့ပရိသတ်တွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်ရောရွှေမုံရောမအေးမြတ်သူရောအကုန်လုံးပါဝင်တဲ့သေဥဆောင်တွေဟလာဒါက်တာဥဇော်လိုရောအကုန်လုံးကကျွန်တော်ချူသားထားတဲ့ကားလေးပါဒီကားလေးကတမြင့်မြင့်နဲ့လောင်ကျွမ်းတဲ့ကားလေးဖြစ်တဲ့အတွက်ပရိသတ်တွေအနေနဲ့ကျင်းကျင်းနဲ့ပရိသတ်တွေကိုဆွဲခေါ်သွားနိုင်မယ်လို့ဒီဇက်ကမျှော်လင့်ပါတယ်အဲ့တော့မျက်ကွယ်ရလေးကိုဆောင်မြော်အားပေးကြပါအောင်လို့ကျွန်တော်လည်းအများကြီးချူသားနေပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးပါ